တောင်လာမဟာတတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတက်ကာရာနှစ်ပုတ်ထဲကဒုတိယကာရာတော်သို့မဟုတ်ဘာမဲ့ဆရာတော်ကြီးကိုဖိမွေနာတောင်တန်းကရှင်တငယ်လေးပေးခဲ့တဲ့ကာရာတော်မင်္ဂလာပါဒီကတော့စัจ java လာမဟာတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတက်ကာရာနှစ်ပုတ်တည်းကဒုတိယကာရာတော်မြတ်ကြီးအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင် စီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်စကြဝဠာမဟာတတိုင်းမှာကပီးမတန်တင်ထားတဲ့အစွမ်းတဂါရာနှစ်ပုတ်ထဲကဒုတိယဂါရာတော်မြတ်ကြီးကတော့ဒေဝမဟိတိဒေဝတာအာရခတိယသမင်ဂါရာတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒေဝမဟိတိဒေဝတာအာရခတိယသမင်ဂါရာတော်တိယသမင်မေဗုဒ္ဓတစ်ထောတာရိပုတ္တောစ တ်ခိနေဝါမအန်သေးမောက်ကလာနောပူရတော်ပိရကတ်တျံပစ္စည်းမေမမအာနန္ဒောစတုတ်တိတာခိနာတဝါတမန္တာလောကပါလာစအိနာဒေဝတာဗျမကာအေတီတံအာနုဘဝိနတပ်ပေဘယဥပတဝါအနေကအန္တရာယာပိဝိနတန်တုအတေတတော်ဒါကတော့စัจ java ရာမဟာတိုင်းမှာကပီးမကန်တင်ထားတဲ့အစွမ်းတက်ကာရာနှစ်ပုတ်ထဲက ဒုတိယဂါရာတော်မြတ်ကြီးပဲဖြစ်ပါတယ်။ဒေဝမဟိတိဒေဝတာအာရခတိယတမေဂါရာတော်ကြီးဟာဗုဒ္ဓမြတ်စွာဘုရားကိုအမှုထားပြီးအဂ္ဂတာဝကယန္တာကြီးနှစ်ပါးဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ညီတော်အာနန္ဒယန္တာမထေရအပါဝင်ဘုရားယန္တာနတ်မြမာတွေနဲ့ပေါင်းဆက်ဖွဲ့စည်းကြတဲ့ဂါရာတော်ဘုတ်လည်းဖြစ်ပါတယ်။ဒီဂါရာကြီးရဲ့အတိတ်ဘယ်ကတော့ဘုရားတရားတန်ခါဆတဲ့ယေဇနာ၃ပါးနဲ့ဒီယေဇနာ၃ပါးကိုဥထိတ်ထားတဲ့အလုံးစုံသောတမာဒီဝနတ်တွေတာသနာတော်ဆောင်နတ်တွေအကြမ်းမင်းနဲ့ ်နတ်ပြမတွေအထူးစောင့်ရှောက်ထိန်းသိမ်းကြရတဲ့ဂါရာတော်ကြီးလည်းဖြစ်ပါတယ်။ဒါပင်ဒေဝမဟိတိဒေဝတာအာရခတိယသမင်ဂါရာတော်ကြီးကိုအလုံးစုံသောရုပ်ကစိုးနှစ်တွေဘုံမဆိုးနှစ်တွေအာဂါတစိုးနှစ်တွေလောကပါလနမင်းတွေအာလိန်၅စင်ကိုစောင့်ကြပ်နေကြတဲ့အာလိန်ဆောင်နမင်းတွေစัจဝရတတိုင်းကိုစောင့်ကြပ်နေကြတဲ့စัจဝရတတိုင်းဆောင်နမင်းတွေကပါဆောင်နမင်းကြီးတွေတကြမင်းနဲ့တကွာ33ကြိတ်သောနမင်းကြီးတွေနဲ့ မြမာမင်းကြီးတွေစတဲ့များပြားလာတဲ့တမာတွေကနမင်းကြီးတွေချစ်ခင်မြန်နိုးကြတဲ့ကာရာတော်ကြီးလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ခန့်ကအမရဘူရခေအင်းဝခေကုန်းမောင်ခေတွေမှာဒေဝမိတ်တီဒေဝတာအာရခတိယသမီးကာရာတော်ကြီးကိုရှင်တငယ်ပြိတ်တော်လို့ခေါ်ဝေါ်သုံးဆွဲခဲ့ကြဘူးပါတယ်။ဒါကြောင့်ဒီလိုခေါ်ဝေါ်သုံးဆွဲခဲ့ကြတာလဲဆိုရင်တော့အတက်ရွယ်အားဖြင့်ကိုးနှစ်အရွယ်သာရှိသေးပြီးသူ့ကိုယ်သူရှင်တငယ်လို့ပြောဆိုနေတဲ့ရှင်သာမဏေလေးတဦးဟာ တညမှာဘားမဲ့ဆရာတော်ကြီးထံကို ရောက်ရှိလာခဲ့ပြီး အရှင်ဘုရားဟာရှင်မင်းကိုးွယ်ထိုက်တဲ့ဆရာတော်တစ်ပါးဖြစ်ခြင်းရင် အန္တရာယ်အားလုံးနဲ့အတိုက်အခံရံအပေါင်းကိုကာဝယ်နိုင်ပြီး နိုင်ငံတော်အားမှာတီလကုံတမာရီကုံပညာကုံတွေနဲ့ထင်မော်ကြော်ကြားခြင်းရင်ဒီဂါရာတော်ကို နေ့စဉ်ရုတ်ဖတ်ပေးပါလို့ဆိုပြီးဘားမဲ့ဆရာတော်ကိုဆက်ကပ်သွားခဲ့ပါတယ်။ဒါနဲ့ဘားမဲ့ဆရာတော်ကကိုရင်လေးဘယ်เจ้าမှာတရင်သုံးပါသေးလို့မေးမြန်းလိုက်တဲ့အခါမှာရှင်သာမဏေလေးကတပိတော်ဟာ ဖြည့်မွေးတာတောင်တန်းဒီရှင်တငယ်ကူမနေထိုင်တရင်သုံးပါတယ်လို့ပြောပြောဆိုဆိုနဲ့ဥချရှိခိုးပြီးကျောင်းအောင်ကိုဆင်းသွားခဲ့ပါတယ်ဒီလိုနဲ့ဘာမဲ့ဆရာတော်ကြီးရဲ့ကျောင်းပေါ်ကနေစစ်စစ်ချင်းဘာမဲ့ဆရာတော်ကလည်းနောက်ကခက်ခွာခွာနေပြီးလိုက်သွားခဲ့တဲ့အခါကျောင်းလေကားဝမှာပဲအဲ့ဒီရှင်တငယ်တာမဏေလေးကိုမတွေ့ရတော့ဘူးလို့ဆိုပါတယ်ဒါနဲ့ကျောင်းမှာရှိနေတဲ့ဦးစင်းတွေနဲ့ကိုရင်ကြီးတွေကိုဘာမဲ့ဆရာတော်ကရှင်တငယ်လေးတစ်ပါးကျောင်းပေါ်ကနေဆင်းသွားတာတွေ့မိလားလို့ မေးမြန်းကြည့်တဲ့အခါအဲ့ဒီရှင်တငယ်လေးကိုဝင်လာတာလည်းမတွေ့သလိုပြန်ထွက်သွားတာလည်းမတွေ့မမြင်ခဲ့ရကြောင်းဗားမယ်ဆရာတော်ကြီးကိုเจ้าနေကိုရင်ကြီးတွေနဲ့ဦးစင်းတွေကပြန်လဲလျှောက်ထားခဲ့ကြပါတယ်။ဒါနဲ့ဗားမယ်ဆရာတော်ကြီးလည်းအလင်းမြန်ဆိုသလိုပဲเจ้าအပေါ်ဘက်ကိုပြန်တက်သွားပြီးရှင်တငယ်လေးကတ်လူသွားခဲ့တဲ့ဂါရာပေရွာကလေးကိုဖတ်ကြည့်တဲ့အခါမှာဒေဝမဟိတိဒေဝတာအာရခတိရသမိန်ဂါရာတော်ကြီးဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအချိန်ကစတင်ပြီး တိယသမိန်ဂါရာတော်ကိုရှင်ငငယ်ပေးတော်လို့စတိန်ခေါ်ဝေါ်တုံးဆွဲခဲ့ကြတာဖြစ်ပါတယ်။တချိန်ကအင်းဝနေပြည်တော်ထဲမှာပလေယောဂါကာလာဝမ်ယောဂါတွေဖြစ်ပွားခဲ့စဉ်ကတိယသမိန်ဂါရာဖြစ်တဲ့ရှင်ငငယ်ပေးတော်နဲ့ကုတာကေမကြည့်တဲ့အခါထူးထူးခြားခြားလှင်မြန်စွာတက်တာပျောက်ကင်းသွားခဲ့တာကြောင့်အဲ့ဒီနောက်ပိုင်းအင်းဝနေပြည်တော်တစ်ခုလုံးမှာမြို့သူမြို့သားလူအများကို ရှင်ငငယ်ပေးတော်တွေကိုရုတ်ဖတ်စေခဲ့တဲ့အခါအင်းဝမင်းနေပြည်တော်တစ်ခုလုံးမှာထူးထူးခြားခြား အနာယောဂါတွေကတ်ယောဂါတွေပလိတ်ယောဂါတွေအထူးကင်းရှင်းပပျောက်ခဲ့တဲ့အကြောင်းဗားမယ်ဆရာတော်ကြီးရဲ့မှတ်တမ်းတွေမှာထင်ရှားတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင်ရှင်ငယ်ပိရိတ်လိုအမြင်တွင်ခဲ့တဲ့ဒေဝမဟိတ္တိဒေဝတာအာရခတိယသမိန်ဂါရာတော်ကြီးဟာပရမကဘာစင်ပြီးတောက်တော်ခဲ့တဲ့အချိန်ခါတွေဒုတိယကဘာစစ်ဖြစ်နေတဲ့အချိန်ခါတွေမှာကတ်ကြော်ဂါရာဆိုတဲ့အမည်တစ်မျိုးနဲ့လောကလူသားတွေထဲမှာထင်ရှားကြော်ကြားခဲ့ပူပါတယ်။ဒါ့အပြင် စပေးတံတွေပပျောက်စေဖို့နဲ့စပေးအတွင်းတနတ်ဘေးကြည်စံဘေးဘုံးစံဘေးအမြောက်လက်နက်ဘေးတွေကနေကင်းလို့စေဖို့အတွက်သူတော်ကောင်းသူမြတ်လောင်းတွေနဲ့တာနာပြုဆရာတော်ကြီးတွေကဒီကတ်ကြော်ဂါရာကြီးကိုမြမပြည်အနှံ့တော်ရော်မြို့ဝါမကျန်းလမ်းညုံပြတာပေးခဲ့ပြီးရွတ်ဆိုစေခဲ့တာကြောင့်ဘေးရန်ကင်းဝေးခြင်းအန္တရာယ်ကင်းဝေးခြင်းရောဂါအနာကင်းဝေးခြင်းကတ်သုံးပါးကလွတ်မြောက်ခြင်းတွေရှိခဲ့မှုပါတယ်။ဒါဖြင့် ဒုတိယကမ္ဘာစစ်ကြီးအတွဲမှာပဲကလေးတန်ငယ်တွေဟာကြောက်ယောဂါဝတ်သက်ယောဂါနှစ်ဖြားယောဂါနဲ့ပလေယောဂါတွေဖြစ်ပွားခဲ့ပြီးတော်ရုံမျိုးပါမကြမ်းကူးဆက်ပြန်ပွားခဲ့တာကြောင့်လူအသေးပြောက်များခဲ့ဘူးပါ诶အဲ့ဒီအချိန်တုန်းကလည်းတော်ရစောက်တီးပြီးတမထာတရားနဲ့ဝိပဿနာတရားတွေကိုကြင်ညာအားထုတ်နေကြတဲ့ဘုန်းတော်ကြီးတွေလောကီဆရာကြီးတွေနဲ့ယသိကြီးတွေအပါဝင်သူတော်စင်သူတော်ကောင်းကြီးတွေဟာဒေဝမဟိတိဒေဝတာအာရခသီယသမိန်ဂါရတော်ကြီးကို တော်ရော့မြို့ဝါမကျန်းနေရာနှံ့ဖြန့်ဝေပြီးရုတ်ဖတ်စေခဲ့ပါတယ်ဒီလိုရုတ်ဖတ်စေခဲ့တာကြောင့်ထူးထူးခြားခြားအံ့ဩစရာကောင်းလောက်အောင်ယောဂဝေဒနာတွေပျောက်ကင်းခဲ့ကြပူပါတယ်အဲ့ဒီအချိန်တုန်းကလည်းဒေဝမဟိတိဒေဝတာအာရခတိယသမိန်ဂါရာတော်ကြီးကိုကတ်ကြော်ဂါရာတော်လို့လူအများကခေါ်ဝေါ်ခဲ့ကြပါတယ်တကယ်တမ်းမှာတော့ဒီဂါရာတော်ကြီးကိုစက်ကြော်လာတိုင်းမှာကပိမတန်တင်ထားတဲ့အမည်အရဒေဝမဟိတိဒေဝတာအာရခဂါရာတော်ပဲဖြစ်ပါတယ်ဒါပေမဲ့ ခေတ်အဆက်ဆက်မှာဒီကာရာတော်မြတ်ကြီးကိုရှင်သင်ငယ်ပြိတ်လို့လဲခေါ်ဆို ခဲ့ကြသလိုကက်ကြော်ကာရာတော်လို့လဲခေါ်ဆိုခဲ့ကြပြီးဒီနေ့ခေတ်မှာတော့အလွယ်ဆုံးအပြားစွတ်ခေါ်တဲ့အနေနဲ့တိရသမင်ကာရာတော်လို့ခေါ်ဆိုနေကြဆဲပဲဖြစ်ပါတယ်။ဟုတ်ကဲ့။ဒီလောက်ဆိုရင်တော့စัจ java လာတိုင်းမှာကပီးမတန်တင်ထားတဲ့ဒုတိယကာရာအကြောင်းကိုတိလောက်ပြီလို့ထင်ပါတယ်။ဓမ္မမိတ်ဆွေတွေအားလုံးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံ နိုင်ကြပါစေလို့ ဆူတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ။